တက်သေးဝင်လာတဲ့ထမင်းငံလို့လေလာပြီကောမမအညာသားတွေရတဲ့ထမင်းငံလို့ငတ်လို့ထမင်းငံလို့တော့မပြောငတ်လို့စစ်တက်သေးဝင်လာတဲ့ရာဇဝင်ဝင်မသိရင်လည်းတိတ်တိတ်နေ1949ခုနှစ်မှာမြန်မာနိုင်ငံကိုတောင်းကျမ်းသူတပုံတွေကတိုက်ခိုက်ပြီးတော့ရန်ကုန်တို့မြို့ထဲကျန်နေတဲ့အချိန်မှာ အညာသားတွေအကုန်လုံးကို့မြန်မာနိုင်ငံတိုင်းရင်းသားတွေမိုက်တိုင်နေမခံနိုင်လို့ခါကြတော့တက်သေးဟိုသူ့တဘောနဲ့သူဝိတာလုံးခဲ့တော့အနှစ်ဘလောက်ကအခုအသက်60ကျော်တဲ့လူတွေ50ကျော်တဲ့လူတွေ60ကျော်တဲ့လူတွေစစ်တပ်ထဲမှာရှိနေတဲ့ထမင်းငတ်လိုဝင်တဲ့လူရှိလားနော်ကြည်ကြပြောအဲပြီးလို့ရှိရင်စစ်သားမိန်းမတွေကိုလည်းလာပြီးကောမန့်မယ်ငတ်လိုငတ်လို စစ်သားမိမဟိုအပြင်အရက်ထဲမှာရက်ကော်ထဲမှာသွားကြည့်လိုက်စမ်းစစ်သားနဲ့ပတ်သက်တဲ့လူတွေစစ်သားနဲ့ပတ်သက်တဲ့အိမ်ကြီးကြီးပဲနော်စစ်တဲ့နဂင်းတဲ့လူတိတ်မရှိဘူးအေးကိုကတော့ကိုကဘာရဲ့အမျိုးမို့လို့ကိုကသူများနှိမ်ပြီးတော့နိုင်ကျင်ပြီးတော့ပြောလဲတော့မသိပြောပြအောင်မယ်အဲ့ဒီဗမာတိုင်းရင်းသားတွေအညာသားတွေကလေမခံနိုင်ဖြစ်လို့ဝင်းတာစစ်တဲ့ထဲဝင်းကုန်းတာအဲ့ဒီမှာ အဘတို့အမတို့အခုခမရတို့အခုခေါ်နေတဲ့အဘတို့အမတို့ဆိုတာက14နှစ်သားကပါပါတယ်စစ်တပ်ထဲဝင်နေ14နှစ်သားလောက်လူကြီးအစားဝင်နေတိုင်းရင်းသားတွေကရင်တွေအဲတော့ကရင်တွေ KNDO တွေအမတိုက်လို့အဲ့ခါကျတော့သူတို့ရဲ့မိအေးတွေဖေးတွေနဲ့ခွဲပြီးနေရခါကျသူတို့ရဲ့တရင်မှုတွေသူတို့ထက်အရာရှိတယ်သူကအဘဆိုတာဖေးလို့ခေါ်တာအမဆိုတာအမေလို့ခေါ်တာ အဲ့ဒီအဘတွေအမတွေကအဲ့ဒီညာသားတွေကနေပေါ်လာတာအဲ့တော့အညာသားတွေကထမင်းငတ်လို့စစ်တယ်ထဲဝင်နေလို့ပြောနေရစာကိုတေချာတမိုင်းနဲ့တေချာတိအောင်ပြောသူများအောင်နှိမ်ချင်တာနဲ့စစ်တက်ကိုနှိုင်ချင်တာစစ်ဘိုလ်ချုပ်တွေမကြည့်ချင်တာနဲ့ရှောက်မပြောရအောင်ကိုအုံနောက်မရှိရလူတိတယ်တိလားကိုအုံနောက်မရှိရလူတိတယ်နော်အုံနောက်မရှိရလူတိတယ်ရခိုင်တဲ့ရခိုင်မှာ မှတ်နေပါမှပြောလို့မရဘူးတစ်တော့အချိန်မပိတ်အကောင့်တစ်ကိုပြောင်းတော့မှာကိုဟိုရက်ခိုင်းမှာဒန်း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 ဆိုတော့နေပြီအများကြီးရနေပြီဒီခါထုံးမြန်နိုင်တိုင်းပတ်တဲ့အနေပဲတိုင်းပတ်တဲ့အချိန်ရသည်ရောက်လာပြီဒါလည်းပြောချင်တယ်ထပ်ပြီးတော့မပြောတော့နော်စစ်တပ်ကိုတိတ်ပြီးစိတ်မနာနဲ့စစ်တပ်နဲ့တိတ်အောင်နေတတ်မှနိုင်ငံတိုးတတ်မှသဘောပေါက်တာ you ပြောတွေပေါင်းတော့တက်ခင်ပါဗျဒီကနေ့က23ရက်17လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျအေးတက်ကတော့ဖြည်းဖြည်းနဲ့အေးတက်ဒီနေ့စောင်းလွှဲတော့မိုးအေးမဲ့ထင်တာပေါ့ဗျာနော်အဲ့တော့အမျိုးများအားလုံးလည်းကြမ်းမာရေးထူးထူးဆက်ကြပါမကြခင်ပါလဲရွေးကောက်ပွဲကြီးဟာစပါတော့မယ်အဲ့တော့ရွေးကောက်ပွဲကြီးကိုပြည့်စည်ရပြည့်လို့ပြည့်စည်ရပြည့်စည်ကြောင်ပြည့်လို့ဟာ ပြဲလို့ကြောင်းတချို့လဲဒါညီပိတ်အချမ်းဖက်အုပ်စုတွေကဒီမှာပြေးပြေးဝရမ်းပြေးတွေကပေါက်တဲ့နှခုမထူးဆိုပြီးပါဟုတ်လားညီအမျိုးမျိုးနဲ့ဒီစနစ်ပုံစံအမျိုးမျိုးနဲ့ဒီလူတွေကိုမိုင်းတိုက်နေကြတယ်ဒီလူတွေကိုကျင်းထဲနေကြတယ်ဒီလူတွေကိုဝါရမိုင်းအမျိုးမျိုးတိုက်နေကြတာပေါ့နော်သူတို့ကပြေးပါမှာသူတို့ကပြေးပါမှာ တချို့ကဝယ်ဟန်းပြီးလုပ်နေတာတချို့ကတော့တဲ့မှာအဲ့တော့ပြည်သူတွေအနေနဲ့ကလည်းအရင်လိုတော့မားတော့ဘူးလို့ပဲဦးစင်းကတော့သုံးတတ်ပါတယ်ပြည်သူတွေမားလို့မားတော့အောင်နော်ပြည်သူတွေတူတူပြီးတဲ့ဓာန်နေအကျန်းဖက်တွေပြီးတဲ့ဓာန်နေပြည်ပြည်တွေရဲ့ဟောလာဝစီပေရနှုတ်ပြအစိတ်ခတ်ခဲ့တဲ့အရာတွေကြုံစားပြီးမှတချို့သားသမီးတွေလည်းလုံးလို့ထောင်နဲ့ရောက်တဲ့သားသမီးတွေရောက် တချို့လည်းမကြီးမငယ်နဲ့ထောင်နဲ့ရောက်တဲ့လူတွေကရောက်ဟုတ်လားအလူပြီးလာတော့မယ်ဘာကြီးကလာတော့မယ်ဟွာကြီးကလာတော့မယ်အမေရိကန်ကလာတော့မယ်အခု EU လေဟုတ်လားဒီကောက်ဝဲ EU ကနေမှာတိမှတ်ပြီတို့တို့ဟာမြန်မာနိုင်ငံကသူများနိုင်ငံရဲ့လက်အောက်ခံမဟုတ်တာကိုပြည်တွင်းရဲ့ကိစ္စကကိုကိုပြည်တွင်းရဲ့လူနဲ့ပဲဆိုင်တယ်လေ အဲ့တော့နိုင်ငံကအတိအမပြုတ်ပြုတ်မပြုတ်ပြုတ်ကောင်းတဲ့ထည့်စရာမှမလိုတာ EU ကခင်ဗျားတို့ပြောတဲ့ EU ပေါ့ဗျာကျိုးလည်းပြောတတ်ပါဦးကအင်္ဂလိပ်စာမသားတော့နော်ပြောတတ်တော့ကျိုးတို့မြန်မာနိုင်ငံကိုဘယ်တော့မှမကောင်းကျိုးပြုခဲ့ဘူးလို့လေဘယ်တော့မှမကျိုးတို့မြန်မာနိုင်ငံကိုကောင်းကျိုးပေးခဲ့ဘူးလို့လေဟမ်ခင်ဗျားတို့အဲ့ဘိုးကျိုးကိုတတ်တာတူတူပဲအင်္ဂလိပ်ပဲ ဘိုးချုပ်ကိုတက်ထားအင်္ဂလိပ်ပဲကျန်တာမတွင်းနဲ့နော်ဘိုးချုပ်ကိုတက်ထားကအင်္ဂလိပ်ပဲအဲ့လိုမြမပြည်ကြီးပြစည်းရပြစည်းလို့အကြောင်းလှုပ်ထားကအခုဒေါအောင်ဆန်းစုကြည်ကိုလက်တက်မွေးထားတာလည်းအင်္ဂလိပ်လိုအဲ့အင်္ဂလိပ်ပဲအင်္ဂလိပ်ပဲနော်ဒါကိုပြည်သူတွေအားလုံးသိဖို့လိုတယ်ဗျကိုမြန်မာနိုင်ငံကပြည်တွင်းကိုမြန်မာနိုင်ငံကိစ္စကိုခင်ဗျတွေ့ကြည့်ဗျာတွေ့တော်ထဲမှာ နိုင်ငံခြားသားတွေကိုလွှင့်ပြီးမှဆရာတင်ခဲ့တာလေဗျာအဲ့ဒါကိုခင်ဗျားတို့မေ့နေပြီလားဟင်မေ့နေကြပြီလားကိုဗစ်ကာလကြီးမှာတော့ခင်ဗျားတို့ကဇော်ဝေစိုးကြီးကစီရီယံလောက်သွားတယ်စီရီယံလောက်သွားဆိုပြီးခင်ဗျားတို့ကဟာဆိုဟာဒေါက်တာကြီးကြောင့်စီရီယံလောက်သွားတယ်ဘာလို့လဲဘာကြောင့်ဇော်ဝေစိုးကစီရီယံလောက်သွားတယ်ခင်ဗျားတို့သိလားတို့တို့မြန်မာနိုင်ငံမှာကိုဗစ်ဆေးတွေ ိုဗစ်တွေဖြစ်တော့အဲ့မှာနိုင်ငံတကာထောက်ထောက်ပံ့တာပေါ့ဗျာကိုဗစ်ဆေးတွေတန်းရှိထောက်ပံ့လာအဲလူဦးရေတန်းငါရုပ်တို့မြန်မာနိုင်ငံမှာလူဦးရေတန်း90ကျော်ရှိတယ်အဲတန်း90ကျော်မှာကိုဗစ်ဆေးတွေကိုထောက်ပံ့အဲ့ကိုဗစ်ဆေးတွေကိုတစ်လုံးကို2000ခွဲရှိတယ်တစ်လုံးကိုမြန်မာဝင်တဲ့အတွက်ကြည့်ရင်2000ခွဲနဲ့လုတ်ပေးတာပေါ့ဗျာရုပ်တို့မြန်မာနိုင်ငံမှာနေအစင်မပြေ2000ခွဲနဲ့လုတ်ပေးတယ်ဒေါ်ဆန်းစုကြည်ဆိုရလက်ထက် အဲ့ဒါတွေကိုဒေါ်ဆန်းစုကြည်နဲ့တိုင်ပင်ပြီးမှအဲ့ဒီဇော်ဝေဆိုးဆိုတဲ့ကောင်ကပြီးဦးလူတို့တလုံးကို၅သိန်းလုံးနဲ့ကိုပြစ်စည်းတယ်တော့ခင်ဗျားတို့အဲ့ဒါရောသိလားဇော်ဝေဆိုးကအဲ့ဒါတွေကိုပြီးတော့သူ့ကိုကိုသူ့ရဲ့ကောင်ပုံစံမျိုးလုပ်ပြီးမှစီရံလောက်ပါကြံတဲ့ဆရာဝန်ဆရာမတွေကြံတဲ့သူတွေပါဒုက္ခအကြီးကြီးပေးသွားတာသူကတော့ငားမြစားတာဘာရငားမြစားမှာလဲငားမြစွာချမ်းသာသွားတာဘုဘေကာလာပါကြံမြစွာရှိသွားတာ ဒါကိုလည်းခင်ဗျားတို့ပြည်သူလူထုတွေသဘောပေါက်ဖို့လိုတယ်ပေါက်ဖို့တော့ပြောတာဟုတ်လားမဟုတ်လားဆိုတာကိုခင်ဗျာသဝေစုကြီးနဲ့အဆက်တွေ့ရအဲ့ဒါဟုတ်ပါလားဘာသာဆိုခင်ဗျာဆက်တွေ့မင်းမြိုင်းကြပေါ့ဗျာဒါဥစင်းရဲ့ဟာကိုလည်းလူတို့ဘက်ကဒီပိတ်တယ်အများဆုံးကြည့်ပြီးမှဒါပေါက်ကိုတော်နဲ့လူတို့လောက်ပြီးမှသမင်းထိုင်စားနေတူလဲသမင်းစားရတယ်ရှိတာပဲပေါက်ကိုတော်ရဲ့ blue fight နေယူတယ်ယူပြီးမှလူတို့တွေပြန်နေတယ်လူကြည့်တွေများတယ်ဟုတ်လားလူတွေရှင်နေလောက်တယ်ပြန်လို့ရလောက်ကြဟုတ်လားဒါမျိုးတွေအများကြီးရှိရတယ်နော် မေးဖို့ဟုတ်မဟုတ်နော်ဒါမျိုးတွေအဲ့တော့ခင်ဗျအေးယူပဲပြပြဝါပြပြညို့တို့နိုင်ငံကိုကောင်းချိုးပေးတဲ့ကောတကောင်းဝမ်းရှိဘူးတကောင်းဝမ်းမရှိဘူးအဲ့တော့မြန်မာနိုင်ငံကြီးရင်းရမြန်မာနိုင်ငံဆိုင်တယ်ရွေးကောက်ပွဲကမြန်မာနိုင်ငံနဲ့ပဲဆိုင်တာပဲအိန္ဒိယနိုင်ငံနဲ့ဗေနိုင်ငံကတ်ကွက်တယ်လေဗေနိုင်ငံအိန္ဒိယနိုင်ငံမှနေပါအတိမပဲပြုတ်အောင်လို့ဗေနိုင်ငံကပြောတယ်လေပြောတဲ့နိုင်ငံရှိကျုပ်ကိုချပြတာပါသူတို့အမေရိကန်နိုင်ငံကြီးကိုအထင်ကြီးတာလေ အမေရိကန်ညက်လာတော့မလားဟိုတူတူပဲအမေရိကန်ရောက်ကွက်ပြောက်တော့မလီဟုတ်လားဟောတူတူပဲအမေရိကန်ဘာညာအမေရိကန်ဘလို့လူခွေဟုတ်လားအခုတွေ့ကြည့်လေဗျာအဲ့တော့အမျိုးများပြောချင်တာကတော့ပြည်တွင်းမှာရှိတဲ့ပြည်သူတွေကိုပြောချင်တာနော်ဘယ်ပါတီဝဲခင်ဗျားတို့နှစ်တက်ရပါတီမဘယ်ပါတီပဲထဲထဲပါဦးစင်းတို့ကတော့လူရောလူကောင်းတွေကိုတော့ယူချက်ပေးတာပဲ အဲ့ဒါပြည်သူတွေရဲ့စိတ်ကလည်းရှိသေးတာကိုကိုနစ်တက်တဲ့ပါတီကိုထက်ပေါ့ဟုတ်လားရုပ်ောက်ပွဲဆိုတာကဘလို့နည်းနဲ့မဆိုမဲသွားကိုထည့်ရမှာသွားကိုထည့်ရမှာအဲမဲရဆက်ချင်းရဲ့အကြောင်းရခင်ဗျားတို့တစ်ချိန်နင်းလာလိုက်နင်းလာလိုက်ကိုကြိုက်တဲ့အမတ်လောင်းတွေကိုရွှေ့ချပေးရတယ်တကယ်ခင်ဗျားတို့မြန်မာနိုင်ငံကြီးငြိမ်းချမ်းစေချင်တဲ့အေးချမ်းစေချင်တဲ့ဆိုရင် ပြောတော့တာခဏတော့စင်စိုးရမကြိုက်ဘူးအာနာရှင်မကြိုက်ဘူးဟုတ်လားမဲကြတော့အတိမဲမဲကြတော့မထဲကျင်ဘူးပြေပါတချို့ဂျင်းမိတာရှိတယ်ဗျရှိတယ်တမတော်ဒီအာနာမထိန်ကျင်တဲ့ကြောင့်ယူကောက်ကိုဖြစ်မြောက်အောင်လုပ်ပေးနေရပေါ့တမတော်ဒီကအာနာမက်တဲ့အာနာယူတဲ့ဆိုရင်ဒီယူကောက်ကိုလုပ်ပေးစရာအကြောင်းကိုမရှိဘူးဖြစ်မြောက်အောင်ဆောင်ရွက်ပေးစရာနှက်မှတ်ပေးစရာအကြောင်းကိုမရှိတာဗျာ တော့လည်းခင်ဗျားတော့ပေါက်ဖို့လိုတယ်ဟောပေါက်ဖို့ခင်ဗျားတို့ပေါက်ဖို့တော့ဂရီပေးတိုင်းလေခင်ဗျားတို့ပေါက်ဖို့တော့အာမခံချက်ပေးနိုင်တယ်ရုပ်ောက်ဝယ်ပြီးသွားလို့ရှိရင် LED အစိုးရလက်ထက်တဲ့တို့တို့မြန်မာနိုင်ငံပြုပြောင်းလဲလာလိုက်ဖွံ့ဖြိုးလာလိုက်အဲ့ဒါကိုတော့ကျုပ်ရဲရဲကြီးဒီပေးရတယ် ရဲယူစီပြေးရဲတပောက်ကိုတော့ပြောကြရတယ်သလားနှစ်ဆက်တုန်းကဆက်တလား2025တနင်္ဂနွေနေ့ဦးဇင်ပြောကြတဲ့စကားဦးဇင်ဟုတ်လားပောက်ကိုတော့ဟုတ်လားဘာဖြစ်လို့အခုလိုဂရီပြေးရတယ်လုံတက်ကင်တတ်တဲ့လူတွေမို့ကြောင့်အရင်ချင်းရှိတဲ့လူတွေမို့ကြောင့်အရင်ချင်းရှိတဲ့လူတွေမို့ကြောင့်နော် အဲ့တော့ပြည်သူများအားလုံးရွေးကောက်ပွဲနီးလာပါပြီနော်ပြည်သူတွေအားလုံးရွေးကောက်ပွဲကြီးနီးလာပါပြီကိုရွေးချယ်တဲ့အမတ်ကိုပေးလိုက်တဲ့မဲဟာကိုမျိုးနဲ့အတွက်ကိုတိုက်အတွက်အကျိုးရှိတဲ့အမတ်လားအကျိုးမရှိတဲ့အမတ်လားဆိုတော့ကိုကကိုတော့ရွေးချယ်ရပါပြည်သူတွေရွေးချယ်ဖို့အတွက်တော့ဦးစင်းတို့ကတော့ထိုက်တဲ့နဲ့အလဲရောက်ပြောခဲ့ပြီပြီနော်ကဲအားလုံးဒါပါပဲဗျာ